်မင်္ဂလာပါရှင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲပေါ်သူတို့အတန်းဆိုတဲ့အင်တာဗျူးအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုတာဝန်ယူတင်ဆက်ပေးမှာကတော့ကျမနော်အေတော်ကလေးပါဒီကနေ့ကျမတို့ရဲ့အစီအစဉ်မှာလက်ရှိမြန်မာနိုင်ငံအရေးချီနေအထူးသဖြင့်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအခြေအနေရခိုင်ပြည်နယ်ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့မေးမြန်းသွားမှာဖြစ်ပါတယ်ဒီကနေ့အင်တာဗျူးဖြေကြားပေးမယ့်သူကတော့ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ALD ရဲ့အထွေထွေတွင်ရင်မှုလည်းဖြစ် ်ဝါရီနိုင်ငံရဲ့တမတူလည်းဖြစ်သူဦးမျိုးကျော်ပဲဖြစ်ပါတယ်ဥမျိုးကျော်ဟာရခိုင်နိုင်ငံရဲ့အပြင်မြန်မာနိုင်ငံရေးပေါ်မှာပါနှက်ဆိုင်တဲ့အမြင်တွေတုံသက်ချက်တွေရှိသူတူပါဒီကနေ့မှာစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲ အလားအလာနဲ့ရခိုင်ပြည်နယ်မှာရခိုင်တပ်တော် AA ထိန်းချုပ်မှုနဲ့ပတ်သက်ပြီးတော့ဥမျိုးကျော်ရဲ့အမြင်သဘောထားတွေကိုမေးမြန်းသွားမှာပါ အင်ကယ်ဦးမျိုးကျော်ရေမင်္ဂလာပါရှင်။အာကျမတို့ရဲ့အင်တာဗျူးစီစဉ်ကိုပါဝင်လက်ခံဖြည့်ကြားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ပထမဆုံးအနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေအထူးသဖြင့်ပေါ့နော်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဦးမျိုးကျော်ရဲ့အမြင်ကိုတည်ပြရစီ။စစ်ကောင်စီဟာ2008ကိုရှိုးဖောက်ပြီးတော့အာဏာသိမ်းထားတဲ့အာဏာသိမ်းသောအာဏာရှင်အစိုးရတရားတာဖြစ်တယ်။နော် ဖွဲ့စည်းပုံသူတို့ကိုယ်တိုင်ရေရှည်ရေးဆွဲထားတဲ့ဖွဲ့စည်းပုံစီမင်းနဲ့ကိုကိုကသူတို့ရှိုးဖောက်ပြီးတော့အာဏာသိမ်းတာဖြစ်တယ်အဲ့ဒါကြောင့်တရားမဝင်အစိုးရသားဖြစ်တယ်သူတို့ကျင်းပမဲ့ရွေးကောက်ပွဲတည်လဲအတူရောက်မျှတာဖြစ်တယ်လို့ပဲပြောရှင်းပါတယ်လာမဲစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ AND ပါတီအနေနဲ့ပါဝင်ရှင်ပြိုင်ဖို့စီစဉ်ထားပါသလားဘလို့ဆုံးဖြတ်ချက်တွေပေါ်မှာမူတည်ပါသလဲ အဲ့ဒါကဒီစစ်အာဏာရှင်တွေက သူတို့တက်လာပြီးတော့ရွေးကောက်ပွဲကျင်းပဖို့အတွက်ဆိုပြီးတော့သူတို့အဲ့ဒီရဲ့သူတို့ရဲ့ဂျင်ညာချက်မှလည်းပါတယ်ပေါ့နောက်ဆုံးချက်မှာနော်တစ်ဆက်တည်းမှာပဲသူတို့ဟာကော်မရှင်ရွေးကောက်ပွဲကော်မရှင်အစ်စ်ကိုသူတို့အလိုကျဖွဲ့စည်းတယ်အဲ့ဒီနောက်မှာ ပါတီတွေကို မှပုံတင်ခိုင်းတယ်အဲ့ဒီကလေးကကွာ ကျွန်တော်တို့အနေနဲ့ကြာတော့ဒီဟာစောစောကပြောသလိုကျွန်တော်မိတ်ဆက်ကပြောသလိုသူတို့ဟာတရားမဝင်တော့အစိုးရတာဖြစ်တယ်အဲ့ဒါကြောင့်သူတို့မှဒီခွင့်အာဏာမရှိဘူးအဲ့ဒီတော့ကျွန်တော်တို့ပါတီမှာဗဟိုကော်မတီတွေစုဝေးအစည်းအဝေးထိုင်ပြီးတော့ကိုကကျွန်တော်တို့ပြန်ပြီးတော့မှတ်ပုံမတင်ဘူးဆိုတဲ့ဟာကိုဆုံးဖြတ်ပြီးဖြစ်တယ်ဒါကျွန်တော်တို့ရခိုင်ပြည်သူတရားလုံးကိုလည်းဒီအကြောင်းအရာကိုကျွန်တော်တို့ပါတီနေနဲ့ရှင်းလင်းပြီးဖြစ်ပါတယ်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခြင်းဟာ လက်ရှိနိုင်ငံရေးပဋိပက္ခကိုဖြည့်ရှင်းရမှာအထောက်အကူဖြစ်မယ်လို့ထင်ပါသလားဒါမှမဟုတ်လို့ရှင်ပို့ပြီးတော့ရှုပ်ထွေးလာနိုင်တယ်လို့မြင်ပါသလားဘယ်လိုမှအထောက်အကူမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့အာနာရှင်တွေရဲ့ကျင်းပပေးတဲ့သူတို့ကမကထပြုပြီးတော့ကျင်းပပေးမဲ့ဒီအတူရောင်ရွေးကောက်ပွဲဟာအာနာရှင်တွေတက်ဆိုးရှည်ရေးတာဖြစ်တယ်အဲ့ဒါကြောင့်အာနာရှင်နဲ့ပေါင်းပြီးတော့เนาะဒီထဲမှာပူပေါင်းပါဝင်လိုက်တဲ့ နိုင်ငံရေးပါတီတွေဟာလည်းเนาะအာဏာရှင်တွေရဲ့ဒေါက်တိုင်အနေနဲ့ပဲအသုံးရှားကအနေနဲ့ပဲဖြစ်နေမယ်ကျွန်တော်တို့နိုင်ငံအနေနဲ့ပြည်သူတွေအနေနဲ့အကျိုးမရှိနိုင်ဘူးအာနာရှင်တဲ့ဆိုးရှည်ရတာဖြစ်ပါတယ်လို့ရခိုင်ပြည်နယ်မှာရွေးကောက်ပွဲကျင်းပဖို့အတွက်လက်ရှိအခြေအနေကဘလောက်ထိလာလာရှိပါသလဲအာအေးအေးရဲ့ထိန်းချုပ်မှုအောက်ကဒေတာတွေမှာမဲပေးနိုင်ဖို့ဖြစ်နိုင်ချေရှိပါသလားကျွန်တော်ထင်တယ်ရခိုင်ပြည်အနေနဲ့ကတော့ရွေးကောက်ပွဲဖြစ်နိုင်ဖို့ မထင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လက်ရှိရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်းဆက်ကနမြို့နယ်ပေါ့နော်။ကျွန်တော်ဖွဲ့စည်းပုံရဆိုရင်ဆက်ကနမြို့နယ်ထဲမှာ၃မြို့နယ်ပဲနော်ဒီစေအနာရှင်တွေရဲ့အောက်မှာရှိတယ်၃မြို့နယ်မှာတောင်မှတချို့မြို့နယ်တွေဟာဆိုရင်မြို့ပေါ်ရပ်ွက်ကွက်ကွက်လေးလောက်ပဲကျန်တော့တယ်နော်နေ့တိုင်းလိုလိုလဲတိုက်ပွဲတွေဖြစ်နေတယ်နော်လေရင်နဲ့ဘုံကျဲတာတို့ နော်ရေဓာတ်ကပြစ်တာတို့ဖြစ်နေတယ်။နောက်တစ်ဆက်တည်းမှာပြောရှင်တာကဒီဟာမှာကျွန်တော်တို့ဒီအေးအေးထိန်းထောတဲ့နယ်မြေတွေမှာလည်းနည်းနည်းစီစဉ်ပြင်ပနဲ့နေပြီးတော့ပွဲလမ်းသဘေတွေလူစုလူဝေးရှိတယ်ဆိုတာနဲ့အရာသားပြည်သူတွေကိုလာပြီးပုံကျဲတာတွေရှိနေတယ်။အဲဒီလိုမျိုးထိုင်လန့်နေရတဲ့ပြည်သူတွေကိုတက်ခါနေပြီးတော့အခုလိုတဏှာနဲ့ထောက်ဘုံတွေနဲ့ကျဲအမြောက်တွေနဲ့ပြည့်ပြီးတော့ရေကောက်ပွဲကျင်းပမယ်ဆိုတဲ့ဟာမျိုးကတော့ ကျွန်တော်ထင်တယ်ပြည်သူတွေရဲ့လိုလားရှမ်းတဲ့ကိန့်ညီမှုမရှိဘူးမဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ရေကောက်ဘွေးကနေပေါ်ပေါက်လာတဲ့အစိုးရကရခိုင်ပြည်သူတွေရဲ့ဆန္ဒကိုတကယ်ပဲကိုစားပြုနိုင်တယ်မလို့ထင်ပါသလား။ဘယ်လိုမှကိုစားမပြုနိုင်ပါဘူး။နော်အခုပူစားပြုဖို့ဆိုလို့လေစောစောကပြောသလိုပေါ့နော်။ကျွန်တော်တို့ရခိုင်ပြည်နယ်မှာရှိတဲ့ဆက်ခနှမျိုးနယ်မှာ၃မျိုးနယ်ပဲကြံတော့တဲ့ဟာအဲ့ဒီ၃မျိုးနယ်နဲ့ရခိုင်ဆက်ခနှမျိုးနယ်ပြည်သူတွေကိုကိုစားပြုဖို့ဆိုတာနော်လူဦးရေရရော ရခိုင်နှုံးရရောเนาะမဖြစ်နိုင်ဘူးလို့ထင်တယ်နောက်တစ်ခုကเนาะကျွန်တော်တို့စီမှာကအာနာသိမ့်ပြီးနောက်ပိုင်းမှာပြည်တွင်းဆေးလို့ပဲသုံးရမှာပေါ့เนาะအဲ့လိုဖြစ်လာတဲ့အတွက်မှာတနေရနဲ့တနေရကူလူဆက်ဆံသွားလာလို့လည်းမရဘူးအနေထားဖြစ်နေတယ်เนาะအဲ့ဒီတော့အဲ့ဒီဒေသမှာကိုကဒီအုတ်ရှုတဲ့သူတွေကိုနိုင်ငံတနေရနဲ့တနေရမသွားနိုင်ဘူးသူတို့ကိုနှိုက်ကိုကပြည်သူလူထုနဲ့တွဲဆုံပြီးတော့သူတို့ရဲ့ ဒီအစီအစဉ်တွေကိုမပြောနိုင်ဘူးစီယုံနိုင်ဘူးအဲ့တော့ဘယ်လိုမှမဖြစ်နိုင်ဘူးရွေးကောက်ပွဲကိုတပိတ်မောက်မယ်ဆိုရင်ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်ပါတလဲကျွန်တော်တို့ကတော့တပိတ်မောက်တယ်ဆိုတာအထက်เนาะဒီအာ2017ဒီ February မှာ အာနာသိမ့်တယ်ဆိုကြတဲ့ကကိုကเนาะဒီဟာဟာသူတို့ဆွဲထားတဲ့2008ဖွဲ့စည်းပုံနဲ့ကိုကလွဲသွားပြီเนาะဒီဟာကြီးဟာချိုးပေါက်သွားပြီ ပြတ်သွားပြီအဲ့ဒါကြောင့်နှထောင်းချေဖွဲ့စည်းပုံဆိုတာလည်းမရှိတော့ဘူးဒီအာနာရှင် အာနာသိမ့်ပြီးတက်လာတဲ့အာနာရှင်အစိုးရကိုကကျွန်တော်တို့ပါတီရဲ့မူရကကျွန်တော်တို့ဆန့်ကျင်တယ်အဲ့ဒီတော့အဲ့ဒီမှာကတည်းကပြပြီးသားဖြစ်တယ်ဒီတော့ဒီထက်မှာပူပေါင်းပါဝင်ဖို့နော်ရွေးကောက်ပွဲဝင်ဖို့နော်ဆိုတဲ့ဟာမျိုးမရှိတော့ဘူး နောက်တစ်ခါအကျိုးသက်ရောက်မှုဆိုတဲ့ဟာကလည်းကျွန်တော်တို့ကယုံကြည်တယ်လေကိုယ်ဘူပေါ်မှာပဲကျွန်တော်တို့အခြေခံတာဖြစ်တယ်ကျွန်တော်တို့ပြည်သူကျွန်တော်တို့လူမျိုးအကျိုးစီးပွားတဲ့ပဲယက်တည်တာဖြစ်တဲ့အတွက်မှာနော်ကျွန်တော်တို့ကတော့ပြည်သူတွေရဲ့လူလားချက်အကျိုးစီးပွားဆန္ဒသဘောထားကလုံးဝတွေ့ပြီးသွားမှာမဟုတ်ဘူးကျွန်တော်ဒီတိုင်းပဲယက်တည်မှာ ရွေးကောက်ပွဲဥပဒေအစ်စ်နဲ့ပတ်သက်ပြီးတော့ AID ပါတီရဲ့သဘောထားကဘယ်လိုရှိပါသလဲဒီဥပဒေတွေကရခိုင်ပါတီအတွက်ဘယ်လိုတက်ရောက်မှုတွေရှိနိုင်ပါသလဲအခုကော်မရှင်အသေးကပြတန်းလိုက်တဲ့နိုင်ငံရေးပါတီတွေနဲ့ဆိုင်တဲ့เนาะအဲဒီစီမင်းစီကန်းတွေပေါ့เนาะနေဥပဒေတွေဟာတော်တော်လေးကို ပြန်ထန်လွန်တယ်ပြန်လွန်တယ်ဘယ်လိုမှမဖြစ်နိုင်တဲ့ဟာမျိုးเนาะခေတ်နဲ့လည်းမညီသလို့ နိုင်ငံရေးပါတီတွေပေါ်မှာသူတို့ကအဆင့်တွေခွဲပလိုက်တာတွေရှိတယ်။ဥပမာတိုင်းဒေသကြီးပြည်နယ်မှာမှတ်ပုံတင်တဲ့အဆင့်ဆိုရင်တစ်မျိုးပြည်ထောင်စုအဆင့်မှာမှတ်ပုံတင်တယ်ဆိုရင်တစ်မျိုးအဲ့ဒါမျိုးအဆင့်ဆင့်ခွဲပလိုက်တယ်။နော်အဲ့ဒါခေစနစ်နဲ့လည်းမညီသလိုတကယ်ကျွန်တော်တို့ပြည်သူတွေရဲ့လူလားရှင်းနဲ့လည်းမကိုက်ညီပါဘူးเนาะသူတို့အနေနဲ့ကတော့သူတို့ရဲ့လက်ရှိအနေထားသူတို့မှာ ဟိုကိုတာပြစ်ပြီးသားဆိုတဲ့သူတို့ရဲ့ဟိုဘက်တော်သားအတွက်သာရည်ရွယ်ပြီးတော့ကော်မရှင်ရဲ့ဥပဒေကို ထုတ်ပြန်တယ်လို့ကျွန်တော်ကနားလည်တယ်။အဲ့ဒါကြောင့်လဲကျွန်တော်တို့လို့နော်ဒီပြည်နယ်အရှိပုပြုတိုင်းရင်းသားပါတီတွေအနေနဲ့ဆိုရင်တော်တော်ကြီးကိုဒီကော်မရှင်ဥပဒေဟာအခက်အခဲဖြစ်စေတယ်။ဥပမာတစ်ခုပြသူတို့ကပြည်နယ်သို့မဟုတ်တိုင်းဒေသကြီးအဆင်ကသတ်သတ်ဖြစ်တယ်။အဲ့တော့ เนาะဒီရခိုင်ပဲဖြစ်ဖြစ်ရှမ်းပဲဖြစ်ဖြစ်ရှမ်းပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ပေါ့เนาะကရင်ပဲဖြစ်ဖြစ်ဒီလူမျိုးတွေကဒီပြည်နယ်တစ်ခုထဲမှာနေရတဲ့ဟာမျိုးမဟုတ်ဘူးဆိုတော့ကရင်ဆိုရင်သကိုင်းတိုင်းထဲမှာလည်းသူတို့လူမျိုးတွေရှိတယ်ရှမ်းပြည်နယ်မှာလည်းရှိတယ်ဒါဥပမာပါအဲ့တော့သူတို့ကပါတီကရှင်နာမည်နဲ့ပါတီထောင်တဲ့အခါမှာသူ့လူထုကိုကိုးစားပြုဖို့ဆိုရှမ်းပြည်မှာရောသကိုင်းတိုင်းမှာရောသွားပြီးတော့ထားပြီးတော့ မပုံတင်ရမယ်အလားအလာရှိတယ်မဟုတ်လို့ရှိရင်အဲ့ဒီမှာရှိတယ်သူတို့ရဲ့လူမျိုးတွေကိုသူတို့ကိုစားမပြုရရောက်တယ်ဆိုတဲ့အနေထားဒီလိုမျိုးလွဲတဲ့ဟာတွေရှိနော်တဆက်တည်းမှာပြောချင်တာကပြည်ထောင်စုအစ်စ်နော်ပြည်ထောင်စုအစ်စ်မပုံတင်တဲ့ဟာတွေဟာသူတို့အစောပိုင်းမှာ member တသိန်းရှိရမယ်နော်ဟိုရံပုံဝင်နေပြီးတော့သိန်းတစ်ထောင်မှတ်တည်ရမယ်ဒီထက် ပို့ပြီးတော့ဆိုးတာကတော့အဆိုးဝါးဆုံးအနေထားကနိုင်ငံတဝန်းလုံးမှာရှိတဲ့ကျွန်တော်တို့နိုင်ငံမှာမြို့ပေါင်း330လို့သတ်မှာလေအဲ့ဒီဟာရဲ့တဝက်ကျော်မှာယုံဖွင့်ရမယ်ဆိုတဲ့အခါမျိုးမှာဒီအခြေအနေကလက်ရှိအနေထားနဲ့ကျွန်တော်တို့နိုင်ငံရဲ့အနေထားနဲ့မကိုက်ညီတော့ဘူးဘာဖြစ်လို့တနင်္ဂနွေလုံးကစေမီတောင်းနေတယ်အဲ့တော့သူတို့မှာရှိတဲ့ဒီပါတီကြီးတွေတောင်မှမဆွမ်းဆောင်နိုင်တဲ့အနေထားတိရောက်သွားတယ် ကျွန်တော်တို့ဒီတိုင်းရင်းသားပါတီငယ်လေးတွေအတွက်လည်းပြောရှင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဒီကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာလေကျွန်တော်တို့တိုင်းရင်းသားလူမျိုးစုငယ်တွေပေါ့ indigenous တွေနော်များသားအပြင်ကသူတို့ကဒီပါတီမှတ်ပုံတင်ရတယ်ဆိုတာကသူတို့လူမျိုးရှိနေတယ်ဆိုတဲ့ဟာကိုအသိမှတ်ပြုဖို့အတွက်ဒါပါတီထောင်ကြတာဖြစ်တယ် နော်သူတို့ရွေးကောက်ပွဲဝင်ပြိုင်လို့လည်းမနိုင်နိုင်တာကိုလည်းသူတို့သိတယ်ဒါမဲ့သူတို့ရဲ့နိုင်ငံရေး platform တစ်ခုတည်ဆောက်ထားတာဖြစ်တယ်။နောက်သူတို့ဒီနေထိုင်တဲ့အာဆိုလဲမြို့နယ်တမြို့နယ်ဆိုတဲ့ဟာမျိုးတောင်မှတချို့ဟာတွေမှာမရှိဘူးကြေးရွာဆင်းလောင်းမှာပဲပုံမှန်စုစုဒီမှာစုစုနေကြတာဖြစ်တယ်။နော်အဲ့ဒါမျိုးကိုအ ਨੇ ဆုံးနေပြီးတော့မြို့နယ်၅ခုမှာပါတီဆိုင်ပုတ်တင်ရမှာတော့ နော်မန်ဘာဘလောက်တို့စသဖြင့်စသဖြင့်စီကန်းတွေဟာလေတင်ကြထားတဲ့အတွက်မှာဒီပါတီငယ်လေးတွေဒီလူမျိုးစုတွေရဲ့ရေရှည်ရက်တည်ရဲ့ပြည်ထောင်စုဆင်းမှာရက်တည်တောင်မှအခက်အခဲရှိလာတယ်ဆိုတဲ့ဟာလေကျွန်တော်ပြောချင်ပါရေကုတ်ပွဲနဲ့ပတ်သက်ပြီးတော့ငါပြောချင်ပါသေးတယ်လေကျွန်တော်တို့အနေနဲ့ကတော့မူလရက်တည်မှုကတော့တွေ့ပြီးသွားမှာတော့မဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့ဒီအာနာသိမ့်စင်ကလေးကနေပြီးတော့ရွေးကောက်ပွဲကို ရေကောက်ပွဲမဲမသားမှမှုကိုအကြောင်းပြပြီးတော့အာနာတင်ထားတာဖြစ်တယ်။သူတို့ကတခါဒီအတုသူတို့ကို၌ကိုကတရားမဝင်မှုကို အတုရောင်ရေကောက်ပွဲနဲ့သူတို့ထွက်ပေါက်ရှာတဲ့ဟာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကျင်းပခဲ့တဲ့ရေကောက်ပွဲနော်ခေဆက်ဆက်ကျင်းပလာတဲ့ရေကောက်ပွဲ စနစ်တွေနဲ့လည်းမတူဘူး။ နောက်တစ်ခါမဲပေးတဲ့အခါမှာလည်းငကိုကကျွန်တော်တို့နိုင်ငံမှာကမဲပေးရင်နိုင်သူအကွန်စနစ်နဲ့သွားတယ်အခုကအဲ့ဒီနိုင်သူအကွန်ယူစနစ်အပေါင်း PR ဆိုတဲ့ဟာမျိုးပါပေါင်းထားတယ်เนาะအဲ့ဒါမျိုးကလည်းပြည်သူတွေနားမလည်နိုင်ဘူးနောက်တစ်ခါကျွန်တော်တို့နိုင်ငံမှာဟိုတုန်းကဆိုအဖြူမဲကိုမဲပေးတယ်မဟုတ်လေအမှရှေ့ပြီးတော့မဲပေးတယ်ကြက်ရှိခပ်ပြီးမဲပေးတယ်ဒစိုက်တုံးထုပြီးမဲပေးတယ် အခုကအဲ့ဒီတဲ့ပို့ဆိုတဲ့ဆက်မှာသွားပြီးခလုံးနှက်ရမယ်ဆိုတဲ့အခါမှာဒီဟာဒီကိုကျွန်တော်တို့ပြည်သူတွေကအတွေ့အကြုံလည်းမရှိဘူးနားလည်းမလဲဘူးเนาะအဲ့တော့သူတို့တွေကလည်းဘယ်လိုနည်းနဲ့ပဲရရဒီကရွေးကောက်ပွဲနဲ့သူတို့နိုင်ငံတကာကို ပြရှင်တယ်ငါတို့ဟာပြည်သူရွေးချယ်တဲ့အစိုးရဆိုတဲ့ဟာမျိုးပြရှင်တဲ့အချိန်မှာဇို့မဟာဒရားအနိုင်ကျင့်နေတယ်ဆိုတာဖြစ်တယ်အဲ့ဒါကြောင့်ပြသူဒီအနေနဲ့ဆိုလို့ရှိရင်ဒီအတူရောင်ရေကောက်ပွဲကိုတော့ဆန့်ကျင်ရမယ်ဒီမှာတစ်ချက်ပြောချင်တာက ပြည်သူတိုင်းเนาะမိမိဆန္ဒသဘောတရားမပေးပိုင်ခွင့်ရှိတယ်ကြိတ်တာကိုလည်းရွေးပိုင်ခွင့်ရှိတယ်မပေးလို့ကလည်းเนาะမပေးဘဲနေလို့ရတယ်သူတို့စနစ်မှာကြာတော့ရွေးကောက်ဘက်အခန်းထဲဝင်သွားတာ ਨੇ တခုကိုနှိုက်ကိုနှိုက်ရမယ်ကန့်ကွက်မယ်ဆိုတာမရှိဘူးဆိုတဲ့အနေအထားမျိုးကျွန်တော်ကတော့အဲ့လိုမြင်နေရတဲ့အတွက်မှာဒီရွေးကောက်ဘက်ကိုတော့เนาะဒီအတူရောင်ရွေးကောက်ဘက်ကိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့နေပြီးတော့လုံးဝဆန်းကျင် ပြီးတော့เนาะနေတင်ပါတယ်ဆိုတဲ့ဟာကိုပြောရှင်းပါရခိုင်တက်တော် AA ကရခိုင်ပြည်နယ်တက်တော်များများကိုထိန်းချုပ်ထားပြီးတဲ့အပေါ်အမြင်ကဘယ်လိုရှိပါသလဲဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ပါတီအနေနဲ့တော့၎င်းကျွန်တော်အနေနဲ့တော့၎င်းเนาะကျွန်တော်တို့ရခိုင်သမိုင်းမှာဖြစ်နေတဲ့လိုအပ်ချက်ကွဲလပ်ကိုเนาะလုံးဝကို ဖြစ်စွမ်းနိုင်တဲ့လူငယ်တွေတကယ်ကိုစွန့်ရည်ပြည့်တဲ့ကောင်းဆောင်တွေနဲ့နေပြီးတော့ เนาะသူတို့တွေအကောင့်ထဲပေါ်လာတဲ့အတွက်မှာတော့ကျွန်တော်တို့ကတော့ကြိုးဆိုပါတယ်လို့ပဲပြောရှင်ပါအေးအေးရဲ့ထင်းချုံမှုအောက်ကိုရောက်ရှိသွားတဲ့ဒေတာတွေမှာဒေတာကန်ပြည်သူတွေရဲ့လူမှုစီးပွားရေးဘဝတွေလုံခြုံရေးအခြေအနေတွေကဘယ်လိုရှိပါသလဲအဲဘယ်လိုအချက်အလက်တွေရရှိထားပါသလဲအဲ့ဒါကတော့တော်တော်ကိုခက်ခဲပါတယ်เนาะနံပါတ်1เนาะကျွန်တော်တို့ ပြည်သူတွေအကုန်လုံးကစစ်ပေးတံတွေခံရတယ်။စီးပွားရေးနော်ကုန်စည်အကုန်လုံးကိုဖျက်တပ်ပလိုက်တယ်။အဲ့တော့စီးပွားရေးအခက်အခဲဖြစ်တယ်။နောက်တဆက်ထဲမှာနော်ပညာရေးကျမ်းမှာနော်ဆေးဝါးပါညာဘာမှမရနိုင်တော့အဲ့ဒီမှာတော့တော်တော်ကြီးကိုနေပြီးတော့ရခိုင်ပြည်မှာနေရတဲ့ပြည်သူတွေအတွက်တော့ခက်ခဲကြတီးတဲ့ဘဝကိုတော့ရောက်သွားတယ်။ဒါပေမဲ့ ီသူတွေနည်းကတော့ဒီခက်ခဲကိုကြော်ဖို့အတွက်ကတော့ကျွန်တော်တို့အများကြီးတောင်းခံပေးရမှာပေါ့အေးရဲ့အုတ်ချုပ်ရေးစနစ်တွေထူထောင်နေရတဲ့ပတ်သက်ပြီးတော့လို့ရှုမြင်ပါတယ်ရခိုင်ပြည်နယ်ရဲ့အနာဂတ်အတွက်ဘလို့အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်ဒါကတော့တော်လှန်ရေးတစ်ခုမှာစည်ရေးပြည်ရင်တော့စည်ရေးအနိုင်ရလာတယ်ဆိုနည်းမြေထင်းဖို့တဲ့အုတ်ချုပ်ရေးစနစ်ကိုသေချာဖို့ဖန်တီးရပါလိမ့်မယ်เนาะအဲ့တော့အဲ့ဒီမှာအဖန်နေလဲနည်းနည်းတော့ထွက်တယ်ဗျ ကောင်းရှင်ဆိုးရှင်ရယ်နောက်ဘဲလိုက်မှုတွေเนาะနောက်တစ်ခုကကျွန်တော်တို့နိုင်ငံမှာကကျွန်တော်တို့မွေးစင်ကလေးကအာနာရှင်နဲ့တိုးပြီးရောဖြစ်ဆက်ဆက်မှာเนาะဟိုကောင်းမွန်သောအဆူရနဲ့မတွေ့ဘူးဗျအတူယူရာကောင်းတဲ့အဆူရနဲ့မတွေ့ဘူးတဖြည်းဖြည်းနဲ့ခိတ်ကပူပူပြက်လာတဲ့အတွက်မှာအခုကျွန်တော်တို့ရက်ခိုင်มาလဲเนาะဒီဟိုတတ်တော် ဆိုးမိုးလာတဲ့နယ်မြေမှာအဆူရဖွဲတဲ့အခါမှာအဲ့ဒါမျိုးအကျင့်ဟောင်းအကျင့်ဆိုးတွေဟာနော်ဒီကောင်းဆောင်တွေမှာလည်းနော်တချို့မှာပါလာတယ်ဒါပေမဲ့အဲ့ဒီဟာကအတန်ကျဲကျဲလောလောထွက်လာတယ်နော်နောက်တစ်ခါပြည်သူတွေမှာလည်းဒီလိုမျိုးနော်ဘယ်ဟာပဲဖြစ်ဖြစ် အမှုတစ်ခုခုဖြစ်လာပြီဆိုရင်ကိုနိုင်ရှင်တယ်နိုင်ရှင်တော့နိုင်ဖို့နေကလည်းငါကမကောင်းတဲ့အကျင့်ရှိတဲ့အတွက်မှာအဲ့လိုမျိုး နိုင်ရင်ပြီးရောဆိုတဲ့ဟာမျိုးလုပ်တဲ့အခါမှာတခါတခါငွေများတရားနိုင်ဆိုတဲ့ဟာမျိုးနော်ကို့မှာလူရင်းရှင်နိုင်တယ်ဆိုတဲ့ဟာမျိုးဖြစ်တဲ့အခါမှာတရားမှုတွေဖြစ်လာတဲ့အဒီမျိုးအတန်ကျယ်လွန်တာတွေကတော့ကြားရတယ်ဒါမဲ့ဒါကတော့ရေရှည်မှာတတိထားပြီးတော့စနစ်တကျကင်တွယ်ဖို့ဘယ်နော်အာနာရှိတဲ့လူတွေပါဝါရှိတဲ့ခေါင်းဆောင်တွေအနေနဲ့လည်းဒီ ်မိမိတို့ရဲ့နေပြီးမူလရေရဲ့မပြတ်ဖို့မပြတ်သွားဖို့အတွက်နော်ဒီအုတ်ချိုးရေးကိုလုပ်တဲ့အခါမှာနော်အရေးကြီးတယ်။နောက်ဒီမှာတစ်ချက်ပြောချင်တယ်။ကျွန်တော်တို့ရခိုင်မှာသမိုင်းမှာဘယင်မင်းထီးဆိုတာရှိပါတယ်။နော်ရခိုင်တွေမတင်မကဘူးဗမာရောဒီအိန္ဒိယနိုင်ငံတွေရောသူ့ကိုအတူယူကြပါတယ်။သူကတော့လက်ညှိုးမကောင်းလက်ညှိုးလက်မမကောင်းလက်မ အပြည့်ရှိတဲ့ဟာကိုတော့ထိထိမိမိနော်ထိရောက်သွားအေးယူတယ်ဆိုတဲ့ဟာမျိုးအတူယူပွဲဂုံယူပွဲကောင်းဆောင်ကောင်းတွေရှိခဲ့တဲ့အစင်လာရှိခဲ့တဲ့လူမျိုးဖြစ်တယ်အဲ့ဒါကြောင့်အခုကောင်းဆောင်တွေလည်းအဲ့ဒီဟာတွေကိုတော့အတူယူနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အေးအေးနဲ့စစ်ကောင်စီကြားမှာတိုက်ပွဲတွေကြောင့်ရခိုင်ပြည်သူတွေဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါသလဲပထမပိုင်းမှာလည်းပါသွားပါတယ်အဓိကတော့နော်ကျွန်တော်တို့ပြည်ရဲ့စီးပွားရေးလုံးဝ ချွတ်ချုံကျသွားတယ်เนาะကျွန်တော်တို့ပြည်မှာရှိတဲ့လူငယ်တွေရဲ့ပညာရေးအနာကပျောက်သွားပါတယ်နာကျွန်တော်တို့ပြည်မှာရှိနေတဲ့ပြည်သူတွေရဲ့ကျန်းမာရေးတော်တော်ကြီးကိုခက်ခဲပါတယ်တော်တော်ကြီးကိုခက်ခဲတဲ့ကျန်းမာရေးနေထိုင်မကောင်းရင်အသက်ပေးဟိုဆေးမင်းတူကလွယ်လို့တခြားဆေးဝါးတွေမရနိုင်ပါဘူးဒီလိုအခက်ခဲတွေတော့ကျွန်တော်တို့တော့စင်ခေါ်မှုတွေ့တယ်ပေါ့နော် ရာတွေကျော်ဖြားနိုင်ဖို့အတွက်ဆိုရင်တော့ကျွန်တော်ထင်တယ်နော်ကျွန်တော်တို့အဝေးမှာရှိနေတဲ့ရခိုင်ပြည်မှအပကိုရောက်သွားတဲ့ကျွန်တော်တို့ရခိုင်ပြည်သူတွေရဲ့အထောက်ပံ့နေလဲလိုပါလိမ့်မယ်နော်နောက်တစ်ခါနိုင်ငံတကာအဖွဲ့အစည်းတွေနော် NGO တွေ NGO တွေအပါဝင်နိုင်ငံတကာအကနိုင်ငံတွေနဲ့ရခိုင်ပြည်သူတွေကိုစာနာနားလည်ပြီးတော့လူသားချင်းဆိုင်ရာအထောက်ပံ့တွေပေးဖို့လိုပါလိမ့်မယ် အေးအေးရဲ့လှုပ်ဆောင်ချက်တွေကရခိုင်ပြည်သူတွေရဲ့အမျိုးသားရေးစံနာကိုတကယ်ပဲဖြည့်ဆည်းပေးနိုင်မယ်လို့ဒါယုံကြည်ပါသလားလောလောဆယ်တော့နော်စင်ခေါ်မှုကြီးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာကိုနော်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကကျွန်တော်တို့ဒီဘလောက်အားနဲ့ပူပေါင်းပါဝင်လဲဘလောက်ထိတွန်းအားဖြစ်စေလဲနော်အဲ့ဒီပုံမှာလိုက်ပြီးတော့ဒီအောင်မြင်မှုဟာ เนาะအောင်မြင်မှုရလာ ပြောင်းသွားပါလိမ့်မယ်เนาะကျွန်တော်တို့เนาะတဆယ်ဖို့လို့ရင်တဆယ်ဖို့ပဲရမယ်เนาะ90ဖို့လို့ရင်90ရမယ်ကျွန်တော်တို့ຢာနှုံးပြစ်လုတ်တယ်ဆိုရင်တော့ကျွန်တော်တို့ຢာနှုံးပြစ်အောင်မြင်မှာပေါ့ဗျာဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့အခုကျွန်တော်တို့ပြည်သူတွေအေးစီကလည်းသတင်းတွေကလည်းအများတန်းကြားနေရတယ်သူတို့တွေကတော့ဆန္ဒအင်မတန်ပြင်းထန်နေတယ်လုံးဝအောင်မြင်မယ်လို့လည်းယုံကြည်နေကြပါတယ် ရခိုင်ပြည်နယ်ရဲ့အနာဂတ် Federal Democracy စနစ်မှာအေအေရဲ့အခန်းကဏ္ဍကိုဘယ်လိုမြင်ပါသလဲဒီမှာတော့နည်းနည်းလေးတော့ချုပ်ဖြေးတာပေါ့နော်အဲပါခုံးလေကျွန်တော်တို့နိုင်ငံရေးပါတီတွေနဲ့တော့မတူဘူးကျွန်တော်တို့ပါတီတွေကကြာတော့ကျွန်တော်တို့ပါတီဆိုရင်စားပြီးတော့ထွက်လာကြတဲ့ကကွာ Federal ပြည်ထောင်စုကို စုဖွဲ့ဖို့ဆိုပြီးတော့နော်မူဝါဒရှာပြီးတက်လာ ုတော့အေအနေနဲ့မှကြတော့သူကတော့ arcan drain နော်နောက်တခါဒီ jacket rakita lansin ဒါမျိုးတွေလာတယ်နောက်ပြီးတော့ water money သော confederate ဆိုတဲ့ဟာမျိုးဆိုတဲ့ဟာမျိုးမှကြတော့ဒီလိုဟာမျိုးရောနေတယ်အခုရခိုင်ကိုတင်ပြီးတည်တုံညာနှစ်ခွန်နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ရခိုင်ပြည်ရဲ့ထွက်ပေါက်ဖြစ်တဲ့အာတောင်ကြလမ်းတောင်ကုတ်တောင်ကြလမ်း ဒီခွာတောင်ကြလန်းအဲ့ဒီဖက်တင်မှာလဲပြီမမှာရှိတဲ့เนาะဟိုမဟာမိတ်တွေကလဲစုဖွဲ့ပြီးတော့ကျွန်တော်တို့စီကိုဟိုပူပေါင်းလာတယ်အဲ့ဒီကနေလဲဒီပြီထောင်စုအရေးကိုဟိုတိုက်ပွဲပူပေါင်းပါပြီးဝင်လာရတဲ့အခါမှာတော့အဲ့တော့ပုံစံတော့ပြောင်းလာတယ်လို့ထင်တယ်เนาะဖက်ဒရယ်ပြီထောင်စုဆိုတဲ့ဟာမျိုးကို ပို့ပြီးအားတန်လာတယ်လို့ကျွန်တော်အနေနဲ့တော့ တွေ့ရပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မူလရှာမှတ်ခဲ့တဲ့မူနဲ့ဆိုရင်လည်းနိစလာတဲ့အတွက်မှာနော်သူတို့ဖာအနေနဲ့ကတော့ကောင်းပါတယ်လို့ပြောရမှာဟုတ်ကဲ့လက်ရှိအချိန်ဒီမှာ AID Party အနေနဲ့ရခိုင်ပြည်သူတွေကိုပေးချင်တဲ့ message ဒါမို့လို့ရှင်တိုက်တွန်းချင်တာများရှိပါသလားကျွန်တော်တို့ပါတီအနေနဲ့ပြောချင်တာကနော်ဒီမှာကတော့ရခိုင်ပြည်သူတွေမကဘူးတနင်္ဂနွေလုံးမှာရှိတဲ့ကျွန်တော်တို့ပြည်သူတွေကိုပြောချင်ပါတယ်နော်မအားလား စစ်တပ်ဟာနော်သူတို့နှိပ်ပေါင်းများစွာအရှင်ယူပြီးတော့အာဏာရှင်စစ်တပ်စစ်အာဏာရှင်စနစ်ထူထောင်ဖို့အတွက်နော်သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့2008နာဂေးဖွဲ့စည်းပုံကိုသူတို့ကိုယ်တိုင်ရိတ်ရှိုးပြီးတော့အာဏာသိမ်းထားတာဖြစ်တယ်နော်အဲ့ဒီတော့အဲ့ဒီ2008ဖွဲ့စည်းပုံအရသူတို့ကအခုတခါထားပြီးတော့အတူယောင်ရွေးကောက်ပွဲကိုကမကထလုတ်ပြီးတော့ထွက်ပေါက်ချမှာ ဖြစ်တယ်အဲ့တော့ဒီဟာကတော့လုံးဝကျွန်တော်တို့နိုင်ငံဟာဒီစစ်အာဏာရှင်ဖက်ဆစ်တရဲ့เนาะကျွန်တော်တို့ရေရှည်ဆက်ဆိုးရှေဖို့အတွက်เนาะစစ်အာဏာရှင်ဝဲကရဲမှာကျွန်တော်တို့ပြည်သူတွေကိုမျောနေဖို့အတွက်เนาะသူတို့ဆင်လာတဲ့เนาะလုတ်ွက်တာဖြစ်တယ်အဲ့ဒါဒီထက်မှမျောနေဖို့မလိုပါဘူးကျွန်တော်တို့ပြည်သူတွေ နော်ရခိုင်ပြည်သူတွေပေါင်းဝဲတနင်္ဂနွေလုံးရှိတဲ့ပြည်သူတွေနဲ့ဒါကိုတော့လုံးဝဆန့်ကျင်ပြီးတော့ကျွန်တော်တို့ပြည်သူအစိုးရတရားပေါ်အောင်တော့ပြန်ပြီးတော့ကြိုးဆက်လက်ပြီးတော့တိုက်ပွဲဝင်ရမယ်လို့ပဲပြောရှင်းပါတယ်အခုလိုဖြည့်ကြားပြီးသွားတဲ့အတွက်အင်ဂယ်ဦးမြို့ကျော်ကိုကျေးဇူးတင်ပါတယ်ရှင်ဆရာနာရှင်ရေကောက်ပွဲပေါ်သူတို့အတန်းဆိုတဲ့အင်တာဗျူးစီစဉ်လေးကိုကြည့်ရှုအားပေးသွားတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ဒီစီစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုဖို့လဲဖိတ်ခေါ်အပ်ပါတယ်